ဘက်တဖုန်းလိုင်းအထဲကရွေးချယ်စရာအစ်တလို့ပြောလို့ရမယ် Vivo Y04S ပါ464ကို3900ကျော်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဖောက်ကြည့်အောင်ပါ ကျွန်တော်တို့က Y04S ပါပြီးမှကြည်ပါမယ်။အဲမှာတော့ပုံမှန်ပါနေကြကျွန်တော်တို့0.9လောက်အထူရှိတဲ့ silicon အကြည်လေးထည့်ပေးထားပါဗျ။ user guide oranica type c jo 15 watt charging ကောင်းလေးထည့်သွင်းပေးထားပါဗျ။ Y04S ရဲ့ big quality design အသားနာပါ။ကျွန်တော်တို့ entry phone တွေရဲ့ထုံးစံတိုင်းကျွန်တော်တို့ plastic bag plastic frame ကိုပဲသုံးပေးထားတယ်။အကုန်လုံးက flat frame flat cover ။နောက်ဘက်ကသုံးထားတဲ့ texture design အသားနာကတော်တော်ကိုလှတယ်။ entry phone တစ်လုံးလုံးမထင်အောင်သူရောင်ပြေးလေးတွေထည့်ပြီးထားတာမိုက်တယ်။အဲဒီကဘာတော့ဒီတိုင်းကင်မဲ့ဟေးဆိုရင်လက်ရထင်မဲ့အနေထားရှိတယ်။ကင်မရာကဂျူရဲကင်မရာဆက်ရပေါ့နော်။13 megapixel main camera ပါမယ်အောက်ကတော့ depth sensor တစ်ခုထည့်ပေးထားတယ်0.8 megapixel လို့တော့သူ officially site မှာရေးထားတာတွေ့ရတယ်ဒီမဲ့ကျွန်တော်တို့ flash me ပါတယ်အာဒီကောင်ကသဘောကျတဲ့အကောင်းတာ6000 mAh battery ကိုကျွန်တော်တို့၄သိန်းမပြည့်တဲ့ဈေးနဲ့ဝယ်ယူရရှိမှာဖြစ်တယ်လို့ အလေးချိန်ကတော့212ဂရမ်ဝန်းကျင်လောက်လေးတယ်အထူက8.19မီလီမီတာလောက်တော့ရှိတယ်ပေါ့နော်ကိုကြည့်လိုက်မဟိဆိုအရန်ထူတယ်မထင်ရအောင်လှုပ်ပေးထားတာတော့လာတယ် screen size ကလည်းအဲတော်တော်ကြီးတဲ့အနေထားပါ6.7 inches ဆိုတော့ဘာပြောပြော entry line အထင်မှာ display air stone အကြီးအနေနဲ့ကျွန်တော်တို့ကြည့်ရမယ်ရှေ့ဘက်မှာ5 megapixel selfie camera ပါဝင်တယ်30နိုင်ပဲပေါ့ဗျာကျွန်တော်တို့ဒီ budget ဖုန်းတွေရဲ့ အဲ resolution ကတော့ 720p HD+ resolution နဲ့ကြည့်ရမယ်90 hz refresh rate ဆက်ဖို့ပေးသလိုဒီကောက်မှာ pi bright နဲ့အဲ900 nit ဝန်းကျင်လောက်နဲ့ LCD ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့တော့မဆိုးဘူးပေါ့နော် now NDSD color gamut 60% 70%ရမယ်လို့တော့ဆိုတယ်အရာအောင်သေးတော့ကျွန်တော်တို့ပွင့်လာရင်ကြည့်မယ် format မှာတော့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲ speaker တစ်လုံးပါမယ်ဒီဘက်ဘီမှာ volume up down power button power button မှာ fingerprint ပါလာတော့ကျွန်တော်တို့ထဲထဲမှာတစ်ချက် ချမ်းကြည့်မယ်ပေါ့နော်အောက်ဘက်မှာ3.5 mm audio jack ပါမယ် type c port mic ပါမယ်ဒီဘက်ဘေးမှာတော့ကျွန်တော်တို့ sync slot လေးထည့်ပေးထားတာတွေ့ရပါတယ် sync cap ကတော့ကျွန်တော်တို့3 cap slot ပေါ့နော် sync cap 2 cap memory cap ပြိုင်တူထည့်သွင်းအသုံးပြုနိုင်မှာပါကျွန်တော်တို့လောလောဆယ်ကတော့ဒီကောင်တွေကအာ time glow ပဲအလုံးတွေဝင်တာပါဆက်ရက်ကတော့ကျွန်တော်တို့ time စာနဲ့ပဲတစ်ချက်လုံးကြည့်လိုက်အောင်မယ် region မှာကျွန်တော်က thailand ထားခြင်းလို့ပေါ့နော် time စာနဲ့ပဲဆက်ရက်လုံးကြည့်မယ် time region ဆိုရင်ဒီကောင်ကအတန်ဖန်းနေသည် on all ကျွန်တော်စမ်းခြင်းလို့ပါเนาะအဲ့ဒါလေးတော့တစ်ချက်မှတ်ထားပြီးပါ ချင်းနေပဲစီကတော့မြင်နေတိုင်းကြီးမယ်ပေါ့နော်ဒါဒါ entry line ရဲ့ phone တွေရဲ့ပုံမှန်ပါပဲအာနောက်ပြီးတော့တစ်ခါက notch ကြီးနဲ့လာတယ်ပေါ့နော် pension link နဲ့တော့မဟုတ်သေးဘူးကြည့်ထားပါအဲ့တော့ကျွန်တော် region ကတော့ထိုင်းနေပဲဆက်လက်လုပ်လိုက်မယ် fingerprint ပါတယ်နော် fingerprint ကကျွန်တော်တို့ side of fingerprint လေးတစ်ခါလေးရပါတယ်ကျွန်တော်ဒါကဆက်လက်လုပ်ပြီးတော့မြင်တွေ့ရမယ့်အနေထားပေါ့နော်ကျွန်တော်ဒီတိုင်းစမ်းနေတာဘာအကြောင်းမှမဟုတ်ဘူး recording ရလာဆိုတော့ recording ကတော့တခါတည်းပါလာပြီ sync ကထည့်ပြီးတော့တစ်ချက်စမ်းကြည့်မယ်အဲ့တော့ကျွန်တော်တို့ region ကထိုင်းလန်ပေါ့နော် language ကတော့ကျွန်တော် english ထည့်ပြီးသားเนาะအဲ့တော့ okay သွားပြီ record လုပ်ကြည့်မို့လေအတန်အတန်အတန်ဖန်နေသည် all လာလို့ခဏလေးเนาะ all လာမအောင်ဘူးလားအတန်ဖန်နေသည်လို့ဟမ် အဲ့တော့ကျွန်တော်တို့ဒီမှာ time region နဲ့ဆက်ရက်လုပ်တယ်ကျွန်တော် record လုပ်ကြည့်တယ်အတန်ဖန်းနေသည်လို့မအော်ဘူးပေါ့နော်အဲ့ဒါလေးကတော့မစိုးဘူးဟုတ်လားဟုတ်လားဟုတ်လားအတန်ဖန်းနေသည်လို့ဟမ်ဟုတ်အော်ရေဟုတ်ကဲ့အဲ့ဒါအဲ့ဒါတစ်ချက်ဆန်းကြည့်ရအောင်ဆက်ရက်ကတော့ကျွန်တော်မြင်နေတိုင်း Thai region နဲ့ဆက်ရက်လုပ်တယ် core recording SMPP တုံးလို့ရတာကိုတွေ့ရလိမ့်မယ်เนาะအဲ့ဒါတော့ဝယ်တဲ့ဆိုင်မှာတစ်ချက်လောက်ခိုင်းပေါ့ဗျာကျွန်တော်ကရမရတေချာအောင်ဆန်းပြတာအရေးကြီးရဲ့ကိစ္စမဟုတ်လို့ပါ เนาะ global version လာတာဖြစ်တဲ့အတွက်ကတော့ကျွန်တော်မြင်တဲ့အတိုင်း Google စာပစ်ပညာအားလုံးတခါတယ်ပါပါတယ်ဘာမှထွေးထူးပူစရာမလိုဘူး brightness ကတော့အာ900နှစ်ထိပါတယ်လို့ပြောတယ်ဗျာ980နှစ်ဆိုတော့လင်းတဲ့ထဲမှာတော့ပါပါတယ်တော်တော်တော့เนาะ LCD တစ်ခုအနေနဲ့တော့မဆိုးဘူးအယောင် color လေးဒီမှာကြီးသလောက်ကတော့အဆင်ပြေတယ်အာကျွန်တော် recording sound နဲ့တွေ့ရတာက two speaker က200%ဒီ volume ကိုချဲ့လို့ရတယ်ပါတော့ တစ်လုံးလေးပဲပါတယ်ပေါ့နော်တော်တစ်လုံးလေးပါတယ်ဆိုတော့ mono speaker ပေါ့ဗျာ Fender OS 15နဲ့ကျွန်တော်တို့သုံးရမယ် outer core ဆိုတာဒီកောင်က UNISOC T7225 ကိုသုံးပေးထားတာပါအနည်းဆက်ဆုံးဆိုရင်တော့ T712 နဲ့တူညီတဲ့ performance ကိုရမယ်အဲ MTK နဲ့ရှင်ရင်တော့ G85 ဝင်းကျင်လောက် performance ကိုရနိုင်တဲ့ SOC ကိုသုံးပေးထားတာဒွဲနာနုပီတာ architecture ပဲ RAM က 4GB ပေါ့နော် Android version 15နဲ့လာပါတယ် phone storage ကတော့ 64GB ရတယ်ပေါ့နော် အာနောက်ကကျွန်တော်တို့ကင်မရာဆက်ရက်ကတော့ပြောပြတာရှိရ5 megapixel နောက်က13 megapixel နဲ့လာတယ်ဒီကောင်းရဲ့အားသာချက်က battery 6000 mAh နဲ့ကျွန်တော်တို့သုံးရမှာပါအဲ့ဒါကတော့ကျွန်တော်တို့ display and brightness မှာဝင်ကြည့်အောင်ပေါ့နော် display and brightness မှာပုံမှန်ပါနေကြ depth မှုပါမယ် eye protection ကတော့သိရတဲ့အတိုင်းဒီကောင်းဖွင့်လိုက်တဲ့ဟိဆိုရင် blue light filter လောက်လိုက်တာဖြစ်တဲ့အတွက်နော် အဝိုင်ရောင်ဘက် screen ကအဝိုင်ရောင်ဘက်ကိုတန်းသွားလိမ့်မယ်ပိတ်လိုက်ရင်တော့ပုံမှန်အနေထားတိုင်းကြည့်ရမယ်ဒီထဲကိုဝင်လိုက်ရင် bug feature တွေပါတယ်ဩဒါပဲ auto on off လုပ်မလားနောက် schedule light နောက်ဒီ eye protection ကိုများများလားနည်းနည်းလားပေါ့နော် weak and strong ဆိုတာပို့ပြီးတော့အဝိုင်ရောင်ဘက်တန်းချင် strong ဘက်ကိုသွားပေါ့နော် အဲ့နောက်ပြီးရင် screen tie out screen saver ပါမယ်ထားပါအဲ့ဒါကမလိုဘူးတော့ refresh rate screen refresh rate ကဒီကောင်က 90hz တိ support ပေးတယ်ကျွန်တော်တို့ကဒီမှာဆန်းလာတော့ smart switch နဲ့ပဲထားပြီးတော့ဆန်းပါမယ်ဒီကောင်မှာ battery saver ပါမယ် super battery saver ပါမယ်နောက် battery style and percentage ကျွန်တော်တို့ battery percentage ညင်ချင်တယ်ဟေ့ဆို display outside เนาะဆိုရင်ဒီမှာကျွန်တော်တို့ battery percentage လေးတစ်ချက်ပြမယ်နောက်တစ်ခုကကျွန်တော်တို့ battery head and charging ပေါ့เนาะ battery head and charging မှာဆိုရင်ဒါကကျွန်တော်တို့ a thick ဖောက်ပြီးသုံးတာဖြစ်တဲ့အတွက်မက်ဆီကန်ကပစီက Patrick မှာ100%ပြပါတယ်ဒါပါပဲထွေထူးတော့ကျွန်တော်တို့မရှိဘူးနောက် apps app tray မှာ Joe app တွေပါတယ်ပါသေးလားပါတယ်နော် app clone ပေါ့နော် app clone ဆိုတာကမြောက် Facebook နဲ့ Google နဲ့ Viber နဲ့ Google သုံးခြင်း app clone နဲ့သုံးလို့ရပါတယ်ဖုန်းကတော့ budget ဖုန်းဆိုပေမဲ့ extra game feature ဒီမှာထည့်ပေးထားတယ်ပေါ့နော် budget ဖုန်း entry ဖုန်းဆိုတော့အရင် game heavy ဆော့ဖို့တော့မျော်လင့်လို့မရပါဘူးမြေသူမှာတော့အဲ extra game လို့ပါသလိုနော်ခင်ဗျားတို့ ဂိမ်းကို special ဆော့ခြင်း e-sport မှုပါညာပါတယ်ဒါပေမဲ့ဒီကောင်ဒီအဂိမ်းဆော့ဖို့အတွက်တော့အရင်ကြီးကျွန်တော်ကမညွှန်းခြင်းဘူးနောက်တစ်ခုကကျွန်တော်တို့ IQ တွေ vivo တွေမှာပါနေကြဟိုပုံမှန် memory ဖုန်းတွေမှာ 4G game vibration ပေါ့နော် haptic feedback ပေးမှာခင်ဗျားတို့ sorry game တွေမှာအဆိုကြပါစို့ mobile legend တို့ဘာလို့မှာ haptic feedback ထည့်ခြင်း 4G game vibration ဖွင့်လို့ရတယ်အဲ့ဒါလေးတော့မစိုးဘူးပေါ့နော်ထားပါအဲ့ဒါတော့ကျွန်တော်တို့ဒီကောင်က သူ gain စမ်းပြတဲ့နေရာမှာအနေငယ်ပြပေးမယ် safety and emergency ဆိုတာကိုယ့်ရဲ့ဟို personal အချက်လက်တွေဖြည့်လို့ရတယ်လို့ aqua alert ပေါ့နော်ငလင်လုံးဝင်ပါညာအလက်ပေးတဲ့ဟာမျိုး feature တွေဒီမှာပါဝင်တာကိုတွေ့ရပါတယ်ကင်မရာကင်မရာက30 megapixel main ကင်မရာပါမယ်ဒီမဲ့ဒီအပေါ်ကကောင်းပေါ့နော်ဒါ30 megapixel နောက်သူက digital zone ဘယ်လောက်ထိရတော့အဲ digital zone က4 time ပေါ့နော် 4HD digital zone ဆွဲလို့ရမယ်အရင်ကြီးတော့ကျွန်တော်တို့ဒီဖုန်းရဲ့ကင်မရာကို အမမျော်လင်းလို့ပဲမမျော်လင်းတဲ့လို့ပဲပြောချင်ပါတယ်။เนาะဒါကကျွန်တော် entry phone မို့လို့ပါ။ဒါပါတာတော့ဒီမှာနိုင်မှုလည်းပါတယ် portrait မှုလည်းပါတယ်။เนาะနောက် photo ပြီးရင် video video ကတော့ DAV ပဲရိုက်လို့ရမှာပါ။เนาะ video က DAV 30fps ကအများဆုံးပါ။เนาะ DAV 30fps ကအများဆုံးပါ။ရှေး selfie camera မှာဆိုရင် DAV 30fps ကအများဆုံးထားပြီး ရိုက်လို့ရပါတယ်။ဒါပဲပေါ့เนาะ။ မိုးထဲမှာတော့ panorama document slow mo timeless pro mo live photo ပါပါတယ်အဲ့တော့အော်ကျွန်တော်တို့ photo ရဲ့ portrait မှုမှာရောကျွန်တော်တို့ vivo ရဲ့ထုံးစံတိုင်း effect လေးတွေများပါမလားเนาะ effect လေးတွေပါမယ်ထင်ပါတယ်ဒီမှာเนาะ effect နှိပ်လိုက်တယ် make up look ပေါ့เนาะအဓိက make up look feature ကဒီကောင်မှာထည့်ပေးထားတယ်အဲ့တော့အော်ပုံမှန် main clip တွေအနေနဲ့เนาะတန်ဖိုးတဲ့ဖုန်းတစ်လုံးမှာ make up feature တွေနဲ့ရိုက်ချင်တဲ့ဟိတ်ဆိုရင်လေ Y04S မှာ ဆဖီကတော့လှလှပပရိုက်လို့ရပါတယ်။ပေါ်ထရိတ်မှာလည်းတစ်ချက်ကြည့်လိုက်အောင်နော်။ပေါ်ထရိတ်မှာရောပါလား။ပေါ်ထရိတ်မှာလည်းပါတော့ပါတယ်ဒါပေမဲ့မိတ်ကပ်လွတ်နေတော့မရဘူး။ဆဖီမှာပဲမိတ်ကပ်လွတ်နေရပါမယ်။ ပုံရိပ်အချို့ကတော့ကျွန်တော်နောက်မှာထည့်ပေးလိုက်ပါမယ်။ sample photo ကကျွန်တော်နည်းနည်းလေးပဲထည့်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ entry phone တစ်လုံးရဲ့ camera ကိုဘယ်လိုကောင်းနေမကောင်းဘူးကျွန်တော်တို့လည်းသိပြောစရာမရှိဘူး။ပုံမဲ့မြင်တွေ့နေကြဒီသေးဝင်ချင်းဖုန်းနေရဲ့ပုံထွက်အနေထားရုပ်ထွက်ကိုပဲရမယ်။ဒီကောင်းမှာအားသာတာ selfie မှာ make up setting filter တွေပါတယ်။အတွက် main click တွေရရင်တော့ပုံထွက်လာလာလေးရမယ်။ကျွန်တော်ကတော့မြင်နေတိုင်းပဲပုံမှန်ဒီသေးဝင်ချင်း entry phone line app ဒီရနေကြကင်မရာရုပ်ထွက်ဒီဒီကိုပဲရမှာပါဒီကောင်မှာကျွန်တော် gyroscope sensor ပါမှာပါလေးတစ်ချက်ပြပြီးမှာပဲเนาะဒီမှာတော့ကျွန်တော် gyroscope sensor တို့ magnetometer တို့သုံးလို့မရဘူးအဲ့ကောင်က magnetometer ဆိုတာကတန်လိုက်အိမ်မြောင်သုံးခြင်းရင်ဖုန်းထဲမှာသုံးလို့မရဘူးအဲ့ sensor မပါဘူး gyroscope sensor လည်းမပါဘူးဒါကြောင့်အာကျွန်တော်တို့ပက်ကြီးဆော့မယ်ဟိဆိုတော့ဆော့လို့လည်းအဆင်ပြေမှာမဟုတ်ပါဘူး gyro မရတဲ့အတွက်ပါအဓိကလည်းဒီကောင်ကဂိမ်းအရင်ဆော့ကောင်းတဲ့ဖုန်းတစ်ခုဖြစ်ချင်မှဖြစ်ပါလိမ့်မယ် budget ဖုန်းပါ ဒါပေမဲ့ကျွန်တော်တို့ကပုံမှန်ပေါ့ဗျာအစော်များတဲ့ mobile legend နဲ့ HOG တော့ဒီမှာ block graphic setting နဲ့ဆော့လို့ရအောင်ဆိုတာပြပေးခဲ့ပါမယ်ဟို extra game မှုပေါ့ဗျာ vivo နဲ့ iq တွေမှာ mic တွေဆိုရဲ extra game မှုပါတယ်ဒီမှာကျွန်တော် performance ပို့နော် boost တို့ balance တို့ဘယ်လိုနေထားလဲစကျွန်တော် refresh rate ကိုအမြင့်ဆုံးနဲ့ဆော့ချင်တာလားနော်အဲ test sensitivity ကတော့ဒီမှာမြင့်လို့ရတာမပေါ့ refresh rate အမြင့်ဆုံးတော့ရတယ် mobile legend ကိုဆော့မယ်ဟိဆိုရင်တော့ဒီကောင်မှာဟိုဟာနဲ့ပဲရမှာ Ultra မပွင့်ဘူးဗျเนาะသူကဒီမှာ Mac quality ဆိုရင် Ultra ရမယ် frame rate ကကြတော့ကျွန်တော်တို့ဒီမှာ high နဲ့ပဲ short လို့ရမယ်ပေါ့เนาะအဲ့တော့ SSF ပေါ့ဆို SSF FPS ပေါ့เนาะ Mobile Legends short မဲ့ height ဆိုရင်เนาะ 60fps နဲ့ short လို့ရပါတယ်ဒါပေမဲ့ gain short ဖို့အတွက်တော့အရင်ကြီးအားမပေးပါဘူး HOK ကို Y04S ရဲ့ UniSoC T7225 ပေါ်မှာစော်ကစားရင်ရမယ် graphic setting မှာ FPS က high အထိပဲပွင့်ပါတယ် resolution တော့ ultra ရပါတယ် ဆော့မယ်ဟိတ်ဆိုရင်တော့ဆော့ဖြစ်တဲ့အနေထားနဲ့တော့ဆော့နိုင်တယ်ဆော့ကောင်းချင်မှာတော့ဆော့ကောင်းပါလိမ့်မယ်ဒါကလည်းကျွန်တော်တို့ graphic setting တွေနမူနာ ပြပေးခဲ့တာဖြစ်ပါတယ်ပါဝင်တဲ့ display ရုပ်ထွက်နဲ့ကျွန်တော်အတန်လေးကိုစမ်းကြည့်အောင် speaker ကတော့မြင်တဲ့အတိုင်းတစ်လုံးပဲပါပါတယ်ဒီကောင်ကအာ200%တိတော့ volume ချဲ့လို့ရတယ်เนาะအနေထားဘယ်လိုရှိတော့ကျွန်တော်တို့ဝင်ကြည့်ပါမယ် shadow through the sun rays and on and we'll သူတို့မြင်တွေ့ခဲ့တဲ့အတိုင်းပါပဲသူ LCD က၄သိန်းအောက်ပေါ့နော် official global အလုံးကြီးရဲ့ LCD quality ရတော့အဆင်ပြေတဲ့ရုပ်ထွက်ကိုရပါတယ်အဲ color saturation ကလည်းအရင်ကြီးဟိုဘဖွေး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 ကိုတော့မသွားဘူးရှင်းသိရှိတိုက်တဲ့အယောင် color ကိုတော့ရတယ် brightness လည်းအရင်မလင်းမှုဆိုပြီးမဲ့ပုံမှန်အခန်းထဲမှာကျွန်တော်တို့အလင်းရောင်မများတဲ့နေရာမှာကြည့်ရင်အဆင်ပြေနိုင်တဲ့ brightness တစ်ခုကို ထုတ်ပေးနိုင်တယ်ပါရဲစပီကာကတော့နည်းနည်းအတန်ကတော့ ထုံထုံလေးပဲနားထောင်အောင်မှာပေါ့ဗျာဒါကတော့ဟို budget ဖုန်းဒီမှာတွေ့နေကြ speaker quality ကိုပဲရမယ်200% volume ချဲ့လို့ရပါမယ်ကျွန်တော် decibel တိုင်းတဲ့နေရာမှာလေ120ဝန်းကျင်လောက်ပဲအသံအခြေနှုန်းထွက်တာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့အပြည့်အရန်ပြောစရာမရှိပါဘူးပုံမှန်ဒီလေးဝန်းကျင် တွေ့နေကြဖုန်းတွေရဲ့ speaker ရုပ်ထွက်မျိုးကိုသူ LCD အနေထားကြီးဖြစ်တဲ့အဆင်ပြေတဲ့ရုပ်ထွက်ကိုတော့ ပေးနိုင်ပါတယ်ဒီနေ့ကျွန်တော်တို့ Y04S လေးကို unboxing လုပ်ပြီးတော့ first impression အနေနဲ့ပြောရရင်ဒီဖုန်းရဲ့အသာချက်လို့ပြောရမှာ big quality design အသာနာတော့တော်တော် တက်တက်ရဲနဲ့လှလာရည်လို့ပြောလို့ရတယ်နောက်ဖုန်းကတော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီတိုင်းဆက်နေတဲ့အချိန်မှာလက်ရည်เนาะထင်နေတာတွေ့ပါလိမ့်မယ်ရှေ့ဘက်ကတော့ပန်ရှိုးလေးနဲ့လာရင်ပုံမိုက်တယ်ဆိုပေမဲ့ပါတဲ့ display ကဒီသေးဝင်ကျင်ဖုန်းတွေထဲမှာတူတူတန်တန်ရုပ်ထွက် quality အနေထားကိုရတယ်ပေါ့ဗျာ LCD တစ်ခုအနေနဲ့ဆိုရင် speaker ကတော့212 ပါစန်တီဘောလုံးချဲ့လို့ရပြီဆိုပေမဲ့နည်းနည်းလေးအအတန်ထွက်ကတော့အရင်ကောင်းတဲ့ထဲမှာတော့မပါဘူးအရင်လည်းမကျဲဘူးပုံမှန်အနေထားပဲရှိမယ်ပါဝင်တဲ့ကျွန်တော်ကင်မရာတွေဒီဆယ်ဖီတွေကတော့ budget ဖုန်းတွေမှာအရင်မျောလင်းလို့မရဘူး main camera လည်းအတော်အသင့်လက်ညင်အောင်ကိုင်းအလင်းရောင်တွေမှာရိုက်နိုင်မှအဆင်ပြေတဲ့ပုံထွက်ကိုရနိုင်မယ်ဆယ်ဖီကတော့အာကျွန်တော်တို့ရှေ့မှာလည်းပြောခဲ့ပါတယ်ဒီကောင်းရဲ့ဆယ်ဖီ portrait မှာဆိုရင်တော့ main ကလေးကိုင်းမယ်ဟေးနော် ဆိုရင်ဒီ look ကိုပေါ့နော် make up look feature တွေ effect တွေထည့်ရိုက်လို့ရတာဖြစ်တဲ့အတွက်ကတော့သူဖောက်သူဟလာ mega pixel 5 mega pixel နဲ့ပဲရိုက်ရိုက်ဘလူအနီထားနဲ့ပဲရိုက်ရိုက်တခါလေလှအောင် ပြင်ပြီးမှဖြစ်တဲ့အတွက်တော့ selfie ဘိုင်းအတွက်ကတော့ဒီကောင်ဝင်ရင်စိတ်ပူစရာမလိုဘူးခင်ဗျာလှအောင်ရိုက်လို့ရလိမ့်မယ်။နောက်အကောင်းဆုံးလို့ပြောရမှာ battery 6000 mAh ဒီကောင်ကိုလေးသိမ်းမပြည့်တဲ့ဈေးနဲ့ကျွန်တော်တို့ခိုင်းရမှာဒီကောင်ရဲ့အားသာချက် အားသွင်းတာတော့15ဝက်နဲ့ပဲအားသွင်းရမယ်ဒါလည်းဒီစီဝင်ချင်ဟာအာနာဂုံရလည်း18ဝက်လောက်ပဲရတာပါတော့အပြစ်တော့သိပြောစရာမရှိဘူးကြာကြာတော့သွင်းရမှာပေါ့ကြာကြာသုံးရတယ်လို့ကြာကြာလည်းသွင်းရနိုင်တယ်ပါဝင်တဲ့ SOC D7225 ရဲ့အနေထားက Daily Drive Social Media သုံးဖို့အတွက်ကတော့အဆင်ပြေနိုင်တယ်ဒီဖုန်းကြီးကို gain share ဆော့မယ်ပါညာဆိုပြီးတော့ဝယ်ဖို့တော့မညွန့်ဘူး အာညွှန်ကျင်တာတော့ဗျာလူကြီးမိသားစုကိုင်ကျင်တဲ့ global လုံးနေရလေလူကျင်တဲ့လုပ်ငန်းအတွက် notification နောက်ကြတာမကြိုက်ဘူး call recording အစင်ပြေကျင်တဲ့၄သိန်းရောက် global ဖုန်းတွေကရှာနေတယ်ဟိဆိုရင်တော့ဒီကောင်ကကျွန်တော်စမ်းပြသလို call recording အစင်ပြေတဲ့ Google service တွေလည်းတခါတည်းပါပြီးသား notification နောက်မကြဘူးဆိုတော့ခင်ဗျားတို့လုပ်ငန်းအတွက်သုံးမယ်ဆိုရင်ရွေးချယ်စရာ secondary ဖုန်းတစ်လုံးအနေနဲ့ Y04S လေးရှိရလို့ပြောရင်ねဗီဒီယိုလေးကိုဒီမှာနေအဆုံးသတ်ချင်ပါတယ်အားလုံးဘိုင်ဘိုင်ပါ Here we go.